တာလီမျိုးနိုင်2025-2026ပညာသင်နှင့်ကျောင်းအပ်လက်ခံကျင်းများစတင်ဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှိပိုင်းတာချီလိပ်ခရိုင် တာလီမျိုးအတွင်းရှိ အခြေခံပညာကျောင်းများ၌ကျောင်းသားကျောင်းသူများ2025-2026ပညာသင်နှင့်ကျောင်းနေရွယ်ကလေးအလုံးစင်ဆက်မပြတ်ပညာသင်ယူဖို့ကျောင်းအပ်နိုင်ကြပါစို့ဆောင်ပုံးနေအညီယနေ့နေ့8နာရီမှစတင်၍ကျောင်းအပ်လက်ခံကျင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်။ရှေးဦးစွာနနက်9နာရီခွဲကအခြေခံပညာထက်တန်းကျောင်းရှိတွင်2025-2026ပညာသင်နှင့်ကျောင်းနေရွယ်ကလေးအားလုံးစင်ဆက်မပြတ်ပညာသင်ယူဖို့ကြောင်းအနှံကြပါစို့ဆောင်ဖို့ပါ။မြို့အုပ်ချုပ်ရေးမှူးဦးလင်းလင်းအောင်နှင့်အဖွဲ့ဝင်များအထက်ကကျောင်းအုပ်ဆရာကြီးနှင့်ဆရာဆရာမများမှစိုက်ထူခဲ့ကြပြီးအခြေခံပညာထက်တန်းကျောင်း၌တာဝန်ခံကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများမှကျောင်းအနှံရေးဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြအောင် သိရှိရပါတယ်။ကျောင်းအနံရေးသတင်းပတ်အဖြစ်2025ခုနှစ်မေလ22ရက်နေ့မှဂျွန်လ1ရက်နေ့ထိကျောင်းအပ်လက်ခံခြင်းများနဲ့ကျောင်းသုံးပုံနှိပ်စာအုပ်များဗလာစာအုပ်များနဲ့ကျောင်းဝတ်စုံများအခမဲ့ထုတ်ဝေပေးခြင်းများကိုမြို့တွင်းရှိအခြေခံပညာကျောင်းများတွင်စောင်းရွက်ပေးသွားမည်ဖြစ်ပြီးဂျွန်လ2ရက်နေ့မှစတင်က အခြေခံပညာကျောင်းအလုံးဖွင့်လှစ်တင် जा ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။